ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဖြူယောဂစတူဒီယိုကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။အဲဒီနေ့ဗီဒီယိုလေးလုပ်ရတဲ့အကြောင်းရင်းကဒီနှစ်သစ်ပေါ့နော်။ဒီနှစ်သစ်မှာဒီတကြံပေးတဲ့နှစ်သစ်ကနေစပြီးတော့ဖြူယောဂစတူဒီယိုကနေပြီးတော့ကျွန်မက2 minutes ပေါ့နော်။ယောဂအဲ program လေးကို ကျွန်မကနေ့တိုင်းပေါ့နော် sharing မျှဝေပေးသွားမှာဖြစ်တယ်။ အဲ့တော့2မိနစ်စာလေးကို ကျွန်မယောဂမျိုးစာလေးတွေ movement လေးတွေပါမယ်ယင်ယောဂ style လေးတွေပါမယ်အစချစ်တဲ့ဖြစ်မော်နော်အဲ့ဒါလေးတွေကိုကျွန်မ sharing လုပ်သွားမယ်လုပ်သွားပြီးရင်ကျွန်မအဓိကမျှဝေမဲ့ channel လေးတွေကတော့အဓိကကျွန်မ YouTube shop လေးတွေကနေလည်းတင်မယ်အဲ YouTube shop tag ကိုအဓိက TikTok ကနေကျွန်မ share မယ်ပြီးသွားလို့ရှိရင် Facebook ကနေ share မယ်ပေါ့နော်တခါတည်းမှာအကယ်၍အဲ YouTube ကနေတင်တဲ့ဟာလည်းရှိကောင်းရှိမယ် ဒီ YouTube ကနေတင်တဲ့ဟာလေးရှိက2မိနစ်ကတော့ပုံမှန် TikTok ကနေတင်သွားမယ်ပေါ့နော် Facebook ကနေတင်သွားမယ်ပြီးသွားရင်2မိနစ်ကိုကျမကအဲနေ့တိုင်းပေါ့နော်တင်မယ်တပတ်မှာ9ရက်ရှိရင်တရက်ကနားမယ်ပေါ့เนาะအဲ့တော့ day 1ကနေပြီးတော့ day 60 week 1ပေါ့เนาะပြီးရင်တရက်နားမယ်တရက်နားပြီးနောက်တစ်ပတ် day 1ကနေ day 60 week 2ဆိုပြီးတော့ကျွန်မ နိုင်တဲ့လောက်တင်သွားမယ်ပေါ့နော်အဲဘယ်နှစ်ပတ်လောက်ထိတင်မလဲဘယ်နှစ်ရက်လောက်ထိတင်မလဲဆိုတော့အခုချိန်ကြီးတော့ جماعه အဲမစင်စားရသေးဘူးဒါပေမဲ့ جماعه အားတလောက်ဖြစ်နိုင်ရင်တော့အမြဲတမ်း2မိနစ်ဖြစ်ကြအောင်အမြဲတမ်း2မိနစ်ကိုတင်သွားမယ်အဲ့ဒါလေးကိုဒီ YouTube ကနေအဲ TikTok ကနေ Facebook ကနေပြီးတော့စောင့်ကြည့်ပေးပါအဲပြီးရင်နောက်ထပ်ဟိုပေါ့နော် bonus အနေနဲ့ جماعه ဘာလေး sharing လုပ်မလဲဆိုတော့အဲ့တော့2မိနစ်ဗီဒီယိုလေးပဲဖြစ်တဲ့ကြောင့်မလို့လူတိုင်းလည်း like လုပ်နိုင်တယ်အဲ့2မိနစ်ကိုကိုဟာကို جماعه တို့ဘာလဲဆိုရင်ဟိုအဲ တပတ်ပြီးသွားရရင်နောက်ဒုတိယတပတ်ရောက်ရင်အရှိကအပတ်ကဟောက်လဲပြန်လို့ပေါ့နော်ဥပမာ6ရက်စာမှာကျွန်မဘယ်လိုပုံစံမျိုးလေးခွဲထားလဲဆိုလို့ရှင်တရက်ဒီပထမအောင်သုံးပထမအောင် shoulder နဲ့ပတ်သက်တဲ့ upper body flexibility နဲ့ပတ်သက်တာကျွန်မတင်မယ်ဒုတိယရက်ကြာလို့ရှင်ကျွန်မ upper body တခါရဲတွဲသွားအောင် upper body strength arm strength နေပေါ့နော်အဲ့ဒါလေးတင်တတိယရက်ရောက်လို့ရှင်ကျွန်မကဘာလို့စပြောလဲ hamstring lower body အတွက်ပြင်ဆင်ဖို့အတွက် hamstring တစ်ခေါက်ကိုယ်ရည်နဲ့ပတ်သက်ပြီးတော့ဒီ jaw short ရဲ့အကျဉ်းစင်လေး၃ရက်မြောက်မှာတင်မယ်၄ရက်မြောက်ကြလို့ရှိရင်ကျွန်မဗာတင်မလို့ဆို hip opening ပေါ့နော်ဗာဆိုပေါင်ကြိုင်ဖွင့်တဲ့အခါလေးနဲ့ပတ်သက်ပြီးတင်ပေးမယ်မြောက်နေကြလို့ရှိရင်ဒီအောက်ပိုင်း lower body strength ကောင်းဖို့အတွက်ကိုတင်မယ်ပြီးရင်နောက်ဆုံး၆ရက်မြောက်နေ့မှာကတော့ ကျွန်တော်တို့ဒီ call ပေါ့နော် one byte နဲ့ပတ်သက်တာလေးတွေဖြင့်လည်းဖြစ်မယ်တချို့အရအပတ်ကြရင်တော့ call တစ်ခုလည်းမဟုတ်ပဲね inversion ပေါ့ဥမာ has done လို့လိုမျိုးပြီးရခါမှာဆို unbalance တစ်ခုခုလိုဟာမျိုးတွေအဲအဲ့လိုဟာမျိုးလေးကျွန်တော်တင်သွားမယ်ပေါ့နော်အဲ့တော့စုစုပေါင်း6ရက် တပတ်အပတ်တိုင်းအပတ်တိုင်းမှာမတူညီတဲ့ဘောနော် themes 6မျိုးကျွန်မတင်သွားမယ်အဲ့တော့တင်သွားပြီးသွားလို့ရှိရင်တလားပြည့်တဲ့အချိန်မှာကျွန်မတို့ကစုစုပေါင်း၄ဘက်ဖြစ်မှာပေါ့နော်၄ဘက်ဖြစ်မှာဆိုတော့တရက်ကို2မိနစ်တရက်ကို2မိနစ်6ရက်ဆိုတော့ကျွန်မတို့စုစုပေါင်း12မိနစ်ပေါ့နော်12မိနစ်ကိုမှကျွန်မက၄ဘက်နဲ့မြောက်လိုက်လို့ရှိရင်12 4 48 အဲ့တော့စုစုပေါင်းစနစ်လီလီ48ဆိုတော့48မိနစ်စာအဲ့48မိနစ်စာမှာ plus ကျမတို့ shavasana ကိုကိုဟာကိုလေးကျမတို့အေးအေးဆေးဆေးနားလေးပါ plus ထက်ပေါင်းလိုက်ပြီးတော့လတိုင်းလတိုင်းမှာကျမ YouTube ကနေပြီးတော့တနာရင်စာအဲ့ခုနကတော့2မိနစ်တည်းပေါင်းထားတဲ့ဗီဒီယိုလေးကို sharing လုပ်ပေးမယ်ပေါ့နော်အဲ့တော့အားလုံးအဲကျမတို့ရင်ခုန်နေကျမဘာလေးနေတိုင်းနေရမျှဝေသွားမလဲဆိုတော့ရင်ခုန်နေအဲ့တော့ဒီကျမတို့ Facebook TikTok YouTube ကနေပြီးတော့ မြတ်စောင့်ကြည့်ပေးပါလို့နေ့တိုင်းနေ့တိုင်းစောင့်ကြည့်ပေးပါလို့လည်းအားလုံးကိုဖိတ်ခေါ်ပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်နမ